င်္ဂါပါရှင်။ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကော့ဂရိတ်အာရှလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အတွက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က90ကျော်သေဆုံးပြီးအထိနာကပြန်လည်စုပ်ပြေးသွားခဲ့ပါတယ်။ရှင်နေကျောင်းမြို့နယ်ကျောက်ပင်ကြီးရွာမှာရှိတဲ့ရွာဦးဖုံးကြီးကျောင်းမှာစွန်းလောက်ရေစက်ချပွဲလုပ်နေချိန်မှာ စစ်တပ်ကဖုံးကြီးចောင်းသားတွေကိုစစ်မှုထမ်းခိုင်းမှုအတွက်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးနေတဲ့တရင်ပါဝင်ညနေခင်းတရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်အာရှလမ်းပိုင်းကိုစစ်ကြောထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်ကအယောက်80ကျော်သေဆုံးပြီးအထိနာက ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ပြူဟာ31လုံကြုံရေးတက်ခွဲရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်စ်လ9ရက်နေ့နဲ့15ရက်နေ့တို့မှာ ကော့ဂရိတ်မြို့နယ်အာရှလမ်းပိုင်းကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို ပြူဟာ31အပါအဝင် KNU, KNL, KNDO နဲ့ PDF ပူးပေါင်းတပ်တွေကတတန်ကိုကျေးရွာအနီးမှာခုခံတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။ ဲ့ဒီထီတွေ့တိုက်ပွဲနှစ်ကြိမ်အတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအယောက်80ကျော်တိတ်ဆုံးက ထိခိုက်ဒဏ်ရာရရှိသူ60နီးပါးရှိပြီးတိုက်ပွဲတွေအတွင်းမှာလည်းအကြမ်းဖက်စစ်တပ်ဘက်ကအထိနာကတက်လန်ပြီးအကြိမ်ကြိမ်နောက်ပြန်ဆုတ်သွားပေမဲ့လည်းအင်အားတွေကိုထပ်ပြီးဖြစ်တင်းကထိုးစစ်ဆင်နေရကြောင်းတိုက်ပွဲတွေကနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပါတယ်။အကြမ်းဖက်စစ်တပ်အာရှလမ်းပိုင်းကို ပြန်လည်ဆိုးမိုးနိုင်ဖို့အတွက် ကော့ဂရိတ်မြို့ထဲမှာအင်အားထောင်တဲ့ချီဖြစ်တင်ထားပြီး အောင်စီရစစ်ကြောင်းကလည်းတောနော်ရေတကွန်အနီးမှာရှိနေသေးတယ်လို့သိရပါတယ်။အခုလိုပဲမြဝတီမြို့တွင်းမှာလည်းအကြမ်းဖက်စစ်တပ်ကတဲ့အင်အားဖြစ်တင်းနေပြီးအာရှလမ်းမိုက်ကိုနှစ်ဖက်ညက်ကစစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရရှင်။ တဖက်မှာလည်းစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး KNU တပ်မ6ကထုတ်ပြန်ကြေညာလိုက်ပါတယ်။အကြောဘတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကို ပူပေါင်းပါဝင်ကူညီပံ့ပိုးတာတွေလုံးဝလုံးဝမပြုလုပ်ကြဖို့အတွက် KNU တပ်မ6ကမနေ့ကညပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပြီးမလိုက်နာတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေအားလုံးကိုထိရောက်စွာအရေးယူသွားမယ်လို့တတိပေးလိုက်ပါတယ်။အကြံဘတ်အာနာသိမ်းထားတဲ့စစ်တပ်က တရားမဝင်2008ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုအပ်သလိုအသုံးချပြီးပြည်သူလူထုတရက်လုံးပေါ်မှာရေရှည်ဆက်လက်ဖိနှိပ်အုပ်ချုပ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဟာပြည်သူလူထုတရက်လုံးရဲ့သဘောထားကိုစန့်ကျင်ကအကြမ်းဖက်မှုချိန်ချောင်းမှု အတင်းအာရမဖန်ဆီးမှု စတဲ့လုံရက်တွေကျူးလွန်ပြီးပြုလုပ်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်ရှိနိုင်ငံရေးပဋိပက္ခကိုဖြည့်ရှင်းနိုင်မဲ့နီလံမဟုတ်ဘူးလို့ KNU တက်မှ6ကကြေညာထားပါတယ်။လက်ရှိရွေးကောက်ပွဲအားစစ်မှန်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပဲအကြမ်းဖက်အာဏာသိမ်းစစ်ကော်မရှင်ဗိုလ်ချုပ်တွေနဲ့မိသားစုဝင်တွေသူတို့ရဲ့အတိုင်းအဝိုင်းအပေါင်းအပါတွေစစ်တပ်လက်တပ်မွေးထားတဲ့နိုင်ငံရေးအမိခံပါတီတွေအာဏာရရှိဖို့အတွက်သာဖြစ်ပြီးတိုင်းရင်းသားပြည်သူအလုံးအတွက်တော့ ဘာအကျိုးကျေးဇူးမှရမှာမဟုတ်ဘူးလို့ KNU တက်မှ6ကပြောပါတယ်။ဒါကြောင့် KNU တက်မှ6နယ်မြေအတွင်းမှာရှိတဲ့လူပုတ်ကိုယ်တွေဘာသာရေးကောင်းဆောင်တွေလူမှုအဖွဲ့အစည်းတွေ NGOs INGOs တွေအနေနဲ့လေတဦးချင်းစီအရာဖြစ်စေအဖွဲ့အစည်းအရာဖြစ်စေစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကူညီပံ့ပိုးပူးပေါင်းပါဝင်တာလုံးဝလုံးဝမပြုလုပ်ဖို့တိုက်တွန်းထားပါတယ်။ KNU တက်မှ6ရဲ့ညညာချက်နဲ့တိုက်တွန်းချက်ကို မလိုက်နာပဲအဖွဲစီဓမ္မမဟုတ် လူပုတ်ကိုတူးချင်းဖြစ်ဖြစ်ဘသူကိုမဆိုကင်အန်းယူတက်မ6ကချမှတ်ထားတဲ့ကိုသူလေးဥပဒေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်သွားမယ်လို့အလေးအနက်သတိပေးကြေညာထားပါတယ်ရှင်။မကွေးတိုင်းဘက်ကို ကြည့်ရအောင်ပါ။မကွေးတိုင်းရေနံချောင်းမြို့နယ်ကျုပ်ပင်ကြီးရွာမှာရှိတဲ့ရွာဦးဖုံးကြီးကျောင်းမှာစွန်းလောင်းရေဆက်ချပွဲ လုပ်နေချိန်မှာတော့ စစ်တပ်ကဖုံးကြီးចောင်းသားတွေကိုစစ်မှုထမ်းခိုင်းမှုအတွက်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်လေးဦးအဖမ်းခံလိုက်ရတယ်လို့ကြေးရွာသူကြေးရွာသားတချို့ကရန်ကုန်ခေတ်စ်ကို ပြောပါတယ်။မနေ့ကဩဂုတ်လ30ရက်နေ့မှာဝါရင်းကာလာဥပုံနေ့ဖြစ်တာကြောင့်ရှင်နန်ចောင်းမြို့နယ်ကျုပ်ပင်ရွာရွာဦးဖုံးကြီးចောင်းမှာစွန်းလောင်းရေဆက်ချပွဲပြုလုပ်ခဲ့တဲ့အချိန်မှာတော့ ရှင်နန်ကျောင်းမြို့နယ်လက်မှတ်ကုန်းနယ်မြေရဲစခန်းကရဲစခန်းမူရဲအုပ်ချမ်းမြေအောင်ဦးစီးတဲ့စစ်သားနဲ့ရဲတွေကရွာသားတဦးကိုခေါ်ဆောင်လာပြီးဖုံကြီးကျောင်းမှာပြုလုပ်နေတဲ့စွန်လောက်ရေဆက်ချပွဲမှာပါဝင်နေတဲ့ဖုံကြီးကျောင်းသားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အဲလိုဖမ်းဆီးခဲ့တာကြောင့်စွန်လောက်ရေဆက်ချပွဲမှာရုပ်ရုပ်သဲသဲဖြစ်သွားပြီးဖုံကြီးကျောင်းသားတွေလည်းထွက်ပြေးကြတယ်လို့သိရပါတယ်။ရဲစခန်းမူရဲအုပ်ချမ်းမြေအောင်ဦးစီးတဲ့အဖွဲ့က ဖုန်ကြီးចောင်းသား၄ဦးကိုစစ်မှုထမ်းဖို့အတွက်အသက်ပြင့်မိတဲ့ဆိုပြီးဖမ်းဆီးသွားခဲ့ပြီးတဲ့နောက်မှာတော့ကျေးရွာနဲ့ဖုန်ကြီးတွေကဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့မိဘတွေနဲ့အတူလိုက်လံရွေးထုတ်ခဲ့တာမှာငွေပေးပြီးပြန်လဲရွေးယူနိုင်တဲ့လူငယ်၄ဦးကတော့လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ရှင်နံကျောင်းမြို့နယ်မှာလက်မှတ်ကုန်းနယ်မြေရဲစခန်းကရဲစခန်းမှုရဲအုပ်ချမ်းမြေအောင်ဟာရှင်နံကျောင်းမြို့နယ်အတွင်းမှာရှိတဲ့ ကြေးရွာတွေအတွင်းကိုအခုလိုပဲပေါ်တာဆွဲဖမ်းဆီးတာနဲ့ငွေညစ်တာတွေကို တောက်လျှောက်ဆိုသလိုလုပ်နေတယ်လို့သိရပါတယ်။အခုနဲ့ဧပြီလ23ရက်နေ့ညနေပိုင်းကလည်းရဲအုပ်ချမ်းမြေအောင်ကရှင်နန်ချောင်းမြို့နယ်36ကြေးရွာကလူငယ်နှစ်ဦးဖြစ်တဲ့ကိုစင်ကိုတရုတ်လေးခေါ်ကိုစော်ထက်အောင်တို့ကို နေအတွင်းကိုဝင်ရောက်ပြီးဗာပြစ်မှုမှတ်တမ်းနဲ့ပြစ်မှုကျူးလွန်မှုမှမရှိဘဲစစ်မှုထမ်းခိုင်းမှုအတွက်ကိုသာ အတိကဦးတည်ပြီး အတင်းအကျပ်ဖမ်းဆီးသွားခဲ့ပူပါတယ်ရှင်။တရားသူကြီးတွေအနေနဲ့အမှုတွေကိုမှန်မှန်နဲ့မြန်မြန်စီရင် ဆုံးဖြတ်ပေးကြဖို့အပါအဝင်တရားစီရင်ရေးလုပ်ငန်းတွေကို စနစ်တကျပုံမိုတိုးတက်ကောင်းမွန်လာစေဖို့ NUG ဂျာကာလာတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကတိုက်တွန်းလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနဂျာကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနဲ့မြို့နယ်တရားသူကြီးများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမှာညွှန်ကြားရေးမှူးချုပ်ဒေါ်မေပိုးကတိုက်တွန်းလိုက်တာပါလက်ရှိကာလနိုင်ငံရေးအခြေအနေမှာဖရယ်စနစ်ကိုဦးတည်အကောင့်ထဲပေါ်ဆောင်ရွက်နေပြီးဖြစ်တာကြောင့်တရားရေးဝင်ကြီးဌာနအနေနဲ့လဲဖရယ်ယူနစ်လမ်းစဉ်တွေနဲ့အညီ စ조사ဆောင်ရွက်လှုပ်ဆောင်နေတဲ့အပြင်အခုကာလအတွင်းမှာအထူးတရားရုံးတွေစတင်အကောင့်ထဲပေါ်ဖွင့်လှစ်နိုင်ဖို့အတွက်ဆောင်ရွက်နေတာကိုမြို့နယ်တရားရုံးတွေကိုသတင်းစကားမျှဝေပေးလိုတယ်လို့ပြောပါတယ်။ဒါအပြင်တရားရုံးတွေအနေနဲ့လည်းအမှုတွေကိုစီရင်ဆုံးဖြတ်ရမှာကြံ့ကြာမှုမရှိအောင်ဆောင်ရွက်ကြစေခြင်းပြီးတရားစီရင်မှုနှောင့်နှေးကြံ့ကြာတာတရားမျှတမှုကိုညှင်းပယ်ရာရောက်တဲ့ဆိုတဲ့ဆိုရိုးစကားရှိတာနဲ့အညီ အမှုတွေကိုမှန်မှန်နဲ့မြန်မြန်စီရင်ဆုံးဖြတ်ပေးကြဖို့လိုအပ်တယ်လို့ဒေါ်မေပိုးကဆိုပါတယ်။ဒါအပြင်ဒီမိုကရေစီစနစ်နဲ့အညီလူခွင့်ရေးဆိုင်ရာရှုထောင့်ကနေပြီးရှုမြင့်သုံးသပ်ပါကလည်းအခွင့်အရေးတွေနစ်နာဆုံးရှုံးတာတွေမဖြစ်စေရဖို့စ조사ဆောင်ရွက်ပေးစေခြင်းလေလို့လည်းသူကပြောပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲမြို့နယ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့တယ်လို့ဒေသပြည်သူတွေရဲ့ပြောပြချက်နဲ့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မနေ့ကဩဂတ်စ်ည9:48မိနစ်အချိန်နဲ့ည9:50မိနစ်အချိန်တို့မှာကြောင်မဲမြို့နယ်နားခေါ်ကြီးရွာအတွင်းကို ပေါင်150ဘုံနှလုံးကျဲချခဲ့တာကြောင့်နေအိမ်လေးလုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ကကြောင်မဲမြို့ပေါ်ကိုဦးတီကစစ်ကြောင်းထိုးနေပြီးလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာကြောင့်ပြည်သူတွေထိခိုက်သေဆုံးမှုကဇက်တိုက်ဖြစ်ပေါ်နေပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ24ရက်နေ့နေ့လယ်ပိုင်းမှာကြောင်မဲမြို့နယ်လုံးချိန်ကြောင်ကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်900ပုံကျဲချခဲ့တာကြောင့်ပြည်သူတွေဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဩဂတ်စ26ရက်နေ့ကလည်းစစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားပဲကြောင်မဲမြို့နယ်မိုင်းလုံးမြို့ပန်တပြည်ကြီးရွာအတွင်းကိုပေါင်150ပုံးလေးလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်တီလာရှင်တန်ငါတော်နဲ့ပြည်သူလူထုတွေတေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်လေးအိမ်ကျောင်းဆောင်၅ဆောင်နဲ့ဓမာယုံတယုံတို့လည်းဘုံစားထိမှန်ပျက်စီးသွားခဲ့ရပါတယ်။အိမ်နဲ့နေ့လယ်၂နာရီဝန်းကျင်အချိန်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမဲမြို့နယ်ခိုက်တုံဟုံးကြီးရွာကိုစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာကြောင့်လက်နက်ကြီးကြီးထိမှန်ပြီးအသက်52နှစ်အရွယ်စစ်ပေးရှောင်ဦးစိုးမောင်တေဆုံးသွားခဲ့ရတဲ့အပြင်အရင်ရက်ပိုင်းတွေကလည်းစစ်တပ်ကကြောင်မဲမြို့နယ်ကို မကြာခဏဆိုသလိုဘုံကျဲတိုက်ခိုက်တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီးတေဆုံးခဲ့ရတဲ့သူတွေလည်းရှိခဲ့ရပါတယ်ရှင်ရန်ကုန်တိုင်းဘက်မှာတော့ရန်ကုန်တိုင်းလှေကူးမြို့နယ် ်အောင်မင်္ဂလာရက်ွက်ယွန်းကိုပြင်းအမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်မှုရှိတယ်လို့ရန်ကုန်အာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်စ30ရက်နေ့ညနေ6:50မိနစ်အချိန်မှာတဲကူးမြို့နယ်အောင်မင်္ဂလာရက်ွက်မှာရှိတဲ့အကြမ်းမတ်စစ်တပ်လက်အောက်ခံအုတ်ချုပ်ရဲမှုရုံမှာအုတ်ကြီးနဲ့လူမိုက်အဖွဲ့တွေကအဝင်အထွက်ပြုလုပ်နေတဲ့အချိန်မှာပဲ ပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်မှုရှိပြီးနောက်ဆက်သွဲအသေးစိတ်သိရှိနိုင်ဖို့အတွက်ကိုလည်းစုံစမ်းနေတယ်လို့သိရပါတယ်။အဲဒီရုံးတွင်းမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုတ်ကြီးနဲ့လူမိုက်အဖွဲ့အားတရားမဝင်ရွေးကောက်ပွဲကိစ္စတွေကိုဆောင်ရွက်တာ လူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးစစ်မှုထမ်းလိုအပ်တဲ့နေရာတွေကို ရောင်းစားကလူကို ကူးနေတာတွေကြောင့်မိုင်းခွဲတိုက်ခိုက်ခဲ့တာပါလို့အသိပေးထားပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေအကြမ်းမဲ့စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကင်နေသူတွေကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အမီ WA ကတတိပေးထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အခုရတသက်ပတ်အတွင်းစစ်တပ်ကကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေပေါ်စီမင်းအစ်စ်တွေနဲ့တင်းကျပ်ကန့်တက်လိုက်တာကြောင့်ကုန်စီပို့ဆောင်ရေးလုပ်ငန်းတွေ ရက်တည်ရေးခက်ခဲလာတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်တပ်အိမ်ရောက်ကုန်ပစ္စည်းပို့ဆောင်ရေး delivery ဝန်ဆောင်မှုလုပ်ငန်းတချို့ကိုတင်းကျပ်တဲ့ကုန်ပစ္စည်းတဲခွင့်စီးမင်းတွေချမှတ်လိုက်ပြီးအဝေးပြေးရင်လိုင်းတွေကနေတဆင့်ပြည်တွင်းကုန်ပစ္စည်းသင်ယူနေတာတွေကိုပါတင်ကြလိုက်ပြီးလုပ်ငန်းယာယီရဆိုင်တာတွေရှိတယ်လို့သိရပါတယ်။အဲ့ဒါအပြင်လမ်းတက်လျှောက်မှာရှိတဲ့စစ်တပ်ရဲ့ဂိတ်တွေကပါ အစစ်စေးများလာပြီးဂိတ်ကြီးပေးရတာများလာတာကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေရပ်တည်ရေးနဲ့လုပ်ငန်းလေပတ်ဖို့ခက်ခဲလာတယ်လို့ပြည်တွင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောပါတယ်။အဲဒါကြောင့်ပဲရန်ကုန်ကနေနယ်မြို့တွေကိုကုန်ပစ္စည်းပို့တဲ့ရှင်လိုင်းဝန်ဆောင်မှုပါယာယီရက်နာတာတွေရှိလာတယ်လို့လည်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ကိုင်နေတဲ့ရှင်လိုင်းတွေစီကနေသိရပါတယ်။ဒါအပြင်ပြည်ပပို့ကုန်တွေကိုကုန်သွယ်ခွင့်ကန့်သက်လိုက်ပြီးတဲ့နောက်မှာတော့ ြည်တွင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုကုန်ပစ္စည်းအမျိုးအစားကုန်အလေးချိန်နဲ့ကုန်ပို့ရမယ့်နေရာတွေကိုကန့်သတ်လာတယ်လို့သိရပါတယ်။စတက်အားပြည်တွင်းအိမ်ရောက်ပစ္စည်းပို့ဆောင်ရေး delivery ဝန်ဆောင်မှုလုပ်ငန်းတချို့ကိုနေပြည်တော်ပါဝင်တိုင်းနဲ့ပြည်နယ်အလိုက်ဒေသတချို့ကိုပစ္စည်းပို့ဆောင်တဲ့အခါမြို့နယ်အလိုက်တားမြစ်ထားတဲ့ပစ္စည်းတွေကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်လာတာဖြစ်ပါတယ်။ပြည်တွင်းကလူသုံးများတဲ့အ мян ချောပို့လုပ်ငန်းတွေရဲ့ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းစည်ရင်းနဲ့နေပြည်တော်ပါဝင် စကိုင်းပဲခူးကရင်မွန်မကွေးနဲ့တင်းနှဲတာကြီးတွေစီကိုအ धिक အားဖြင့်ဘက်ထရီနဲ့ဆိုလာလျှက်စစ်ပစ္စည်းအမျိုးမျိုးစေဝါပစ္စည်းတွေလည်းအဲ့ဒီထုတ်ပြန်ချက်ထဲမှာပါဝင်နေပါတယ်စကိုင်းတိုင်းနဲ့ပြည်ဦးလေမြို့နယ်တွေမှာ အမျိုးသမီးလှစင်သုံးပစ္စည်းတွေနဲ့ကလေးငယ်တွေအတွက်အသုံးပြုတဲ့ဒိုင်ပါတွေကိုပါကန့်သတ်ထားတာတွေ့ရပါတယ်။စစ်တပ်ရဲ့အခုလိုတင်းကျပ်မှုတွေကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောက်ခိုးကုံသွယ်မှုနှိမ်နှင်းရေးကစစ်စေးရေးဂိတ်တွေကအရာရှိတွေအားလက်စားဖို့အတွက်လမ်းကြောင်းဖွင့်ပေးသလိုဖြစ်နေတယ်လို့ပို့ဆောင်ရေးလုပ်ငန်းလုပ်နေသူတွေကပြောပါတယ်။တချို့ delivery လုပ်ငန်းတွေအနေနဲ့ကတော့ဒီကိုစားသုံးပစ္စည်းအရေအတွက်ကလွဲပြီးလက်ကားပို့ဆောင်မှုတွေကိုလည်းလက်မခံတော့သလို online shopping လုပ်ငန်းတွေအတွက်အခက်အခဲများဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ ါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ